မင်္ဂလာပါလက်တိုးအိမ်မှကျေးဇူးပါတယ်ရှင်လက်တိုးအိမ်မှအပတ်စဉ်ပုတ္တခုနေ့နဲ့တနင်္ဂနွေနေ့တွေမှာနေ့စဉ်အသုံးပြုလို့ရမယ်လွယ်ကူထိရောက်မြန်ဆန်တဲ့ရတရားနဲ့ပတ်သက်တဲ့ဘ ഹു တုတ္တရစီမာလေးတွေကိုသင်ပေးသွားမှာဖြစ်ပါတယ်ဖုံးရွှေပညာအရာကြိမှတ်များနဲ့အထာတို့ကိုဘ ഹു တုတအဖြစ်မျှဝေပေးခြင်းပါတယ်ဖုံးရွှေပညာအရာကြိမှတ်များနဲ့ပတ်သက်ပြီးပြုပြင် စီရင်ပြောင်းလဲမှုများစွာရှိပါတယ်။ဖုံးရွှေအသက်ပညာအရမိမိနေအိမ်ကအခြားသူအဆောက်အဦတူရဲ့ဒေါန်စွန်နဲ့တက်တက်မမတ်ကြားရောက်နေခြင်းက မကောင်းတဲ့အခြင်းအရာတစ်ခုဖြစ်ပြီးမြအူးနဲ့ချိန်ရထားသလိုသဘောတက်ရောက်စေပါတယ်။အဲ့လိုအိမ်မျိုးဖြစ်နေခဲ့ရင်၎င်းအိမ်အရင်မျက်နှာဖက်ကို မျက်နှာမူပြီးမှန်အသေးတစ်ချက်ကိုကတ်ထားပြီးအညံ့အဆိုးတွေပပျက်သွားပါမယ်။ လမ်းဦးတိုက်အိမ်များမှာလည်းမကောင်းတဲ့ဓာတ်တွေလမ်းမိုးတက်ရောက်နေခြင်းကနေကင်းဝေးစေဖို့နေအိမ်ရဲ့ရှစ်တတဲမှာကြည်မှန်တစ်ချက်ကိုကတ်ထားပြီးခြင်းဖြင့်လမ်းဦးတိုက်အိမ်ဖြစ်ပေါ်စေတဲ့အညံ့အဆိုးတွေကနေကာကွယ်စေပါတယ်။ ကြည့်မှန်လုံးဝမထားတဲ့နေရာတစ်ခုကတော့အိတ်ခမ်းအတွင်းမှာဖြစ်ပါတယ်အိတ်ခမ်းအတွင်းမှာကြည့်မှန်ကိုထားခြင်းကဖုံးရွှေပညာအရတားမြစ်ထားပါတယ်အိတ်နေစဉ်မိမိပုံရိပ်ကို ပြင်မြင်နေရတဲ့အနေအထားကိုအထူးရှောင်ကျဉ်သင်ပါတယ်ကြည့်မှန်ကပုံရိပ်ကိုပွားများစေတဲ့သဘောရှိတဲ့အတွက်ကြောင့်မလို့ထမင်းစားခန်းမှာကြည့်မှန်ကိုထားချစ်ခြင်းကစားတော့ဖွယ်ရတဲ့ရိတ်ခါကို ပေါ်ကျွယ်ဝစီခြင်းနဲ့နှစ်ဆပွားများစေတဲ့သဘောတဘာဝရှိပါတယ်။ လုပ်ငန်းရုံးခန်းမှာဆိုရင်လေအသွင်းဖက်ကနေကြည့်ရင်ဘယ်ဖက်အချမ်းမှာကြည့်မှန်ကို ထားခြင်းကလုပ်ငန်းတိုးတက်စေပြီးကံအထောက်ပံ့ကောင်းတွေဖြစ်ထွန်းစေပါတယ်။စားတောက်ဆိုင်လက်ဖေးရည်ဆိုင်တွေမှာငွေသိန်းကောင်နာမှာကြည့်မှန်ကိုချိတ်ဆွဲထားခြင်းကလုပ်ငန်းလေပတ်မှုကံအားကောင်းစေပါတယ်။ကြည့်မှန်အကွဲများအဲ့နေတဲ့မှန်များကိုချက်ချင်းစွန့်ပြစ်တင်ပါတယ်။ ကွဲအပ်နေတဲ့ကြိမှန်တွေကို ထားရင်ကန်စာတာအားနဲ့တက်ပြီးရုပ်တရက်အညံ့အစိုးတွေကြာရောက်တတ်တယ်လို့အယူအဆလည်းရှိပါတယ်။ဖုံးရွှေပညာအယူအဆအရကြိမှန်ဟာတံပြန်စေတဲ့ပစ္စည်းဖြစ်တယ်လို့အလင်းကိုတိုးပွားစေတဲ့ပစ္စည်းလည်းဖြစ်ပါတယ်။ဒါကြောင့်ကြိမှန်အထာအသူနဲ့ပတ်သက်ပြီးပြင်ဆင်တင်တာလေးတွေကိုဗဟုသုတအနေနဲ့မျှဝေပေးပြလိုက်ရပါတယ်ရှင်။ ကြည်မှန်ကိုအလင်းဝင်မှုအားနည်းတဲ့နေရာတွေမှာချိတ်ဆွဲတင်ပါတယ်လူကြည့်ဖို့တဲ့အလင်းဖြန့်ကျက်အားများစေဖို့ဖြစ်ပါတယ်အမောင်ဟာဖုံးရွှေပညာအရရင်တက်ဖြစ်ပါတယ်ရင်တက်များလွန်းတဲ့အိမ်ဟာတနီးအဖြစ်ပြောရရင် အမောင်များလွန်းတဲ့အိမ်ဟာအိမ်သားတွေချူရှာတာစိတ်မလန်းဆန်းတာတွေအဖြစ်များပါတယ်ဒါကြောင့်အမောင်ဆိုတဲ့ရင်တက် ရောကြစေဖို့မှောင်မိုက်တဲ့နေရာမှာမှန်များကိုအလှဆင်ချိတ်ဆွဲထားတင်ပါတယ် လန်းဦးတိုက်အိမ်အိမ်တကားတက်တဲ့မှာတာဝါတိုင်းတသာတင်ညာလမ်းစုံလမ်းခွအချွန်များဦးလှဲ့ထားတဲ့ဆိုင်ပုတ်ဆလာတွေရှိနေရင်အိမ်တကားဝမှာကြိမှန်ထားတင်ပါတယ်ပြင်ပကဝင်ရောက်လာမဲ့အခိုက်အညံ့ကိုတားဆီးတံပြန်စေတဲ့သဘောဖြစ်ပါတယ်တင်းငယ်တဲ့အခိုက်မျိုးကိုတော့မှန်အခွက်ကိုတုံးပြီးကြီးမားတဲ့အခိုက်မျိုးကိုတော့မှန်ခုံနဲ့တွန်းလှန်ရပါတယ်မှန်ခုံမှန်ခွက်တွေမရှိရင်ပြင်ညီမှန်ကိုတုံးလို့ရပါတယ် တတိထာမာကမိမိမှန်ရဲ့အလင်းပြန်မှုဟာရှစ်ဖက်အိမ်ထဲကိုအလင်းထိုးနေလားဆိုတာလေ့လာရပါမယ်။သူများအိမ်ကိုအလင်းမထိုးအောင်ဂယုဆိုင်ခြောင်ရှားပေးရပါမယ်။သူများအိမ်ကိုဒုက္ခပေးမိတယ်လို့ဖြစ်တတ်ပါတယ်။မိမိအိမ်နေစဉ် မှန်တဲ့မှာမိမိပုံကို ပြောင်းမြင်စေတဲ့နေရာမျိုးမှလည်းမှန်မထားသင့်ပါဘူးအထူးသဖြင့်ကတင်ချေရင်နဲ့ခေါင်းရင်မှာချေရင်ကပိုအရေးကြီးပါတယ်မိမိရဲ့ကျန်းမာရေးကိုသစသစရှုပ်ရင်းလာစီပြီးမတော်သစတင်းအောင်ထင်မှထိတ်လန့်တာတွေလည်းဖြစ်တတ်ပါတယ် တောင်းပြောင်းနေတဲ့နေရာတွေမှာမှန်ထားသင့်ပါတယ်။တချို့အိမ်ဒီဇိုင်းတွေက အရက်မျက်နှာတွေမှာတောင်းမရှိဘဲခွက်နေတာ၊ပဲ့နေတာတွေ၊ကွေးနေတာတွေရှိတတ်ပါတယ်။အဲ့လိုနေရာတွေမှာကြည်မှန်ကိုထားပေးရင်တောင်းပြောင်းခြင်းကြောင့်ဖြစ်လာမယ့်အားနည်းချက်ကိုဖြေလျော့ပေးနိုင်ပါတယ်။အလိုလျောက်အလင်းများပြီးသားအခန်းမှာလည်းမှန်များစွာမထားသင့်ပါဘူး။မျက်စိစူးခြင်းနဲ့စိတ်မတည်မငြိမ်မအေးချမ်းခြင်းတွေကိုဖြစ်စေတတ်ပါတယ်။ထမင်းစပွဲကိုမြင်ရတဲ့ ဲ့နန်ရံမှာမှန်ကိုချိတ်တင့်ပေမဲ့မိသားစုထိုင်စားတဲ့အခါမှာ လူတွေစားတောက်နေတာကို ပြန်ထင်ပေါ်နေလောက်တဲ့မှန်မျိုးတော့မထားသင့်ပါဘူး။တရားထိုင်ပတိစိတ်တဲ့ငိမ်သက်အီချမ်းတင့်တဲ့နေရာမှာကြိမှန်ကို မထားသင့်ပါဘူး။စိတ်တည်ငြိမ်မှုရဖို့အားနဲ့တက်တလို့ထင်ရောက်ထင်မှားအယုံတွေဖြစ်တတ်ပါတယ်။အလှပြင်ဆိုင်ကလတ် ဘာစေခန်မှန်ဆိုင်အဝတ်စားဆိုင်တွေမဟုတ်ပဲလူနေအိမ်အတွင်းမှာလူရာထက်ပိုတဲ့မှန်များစွာချိတ်ထားခြင်းမပြုသင့်ပါဘူးအလင်းစူးခြင်းနဲ့ပုံရိပ်ရောင်များခြင်းတို့ကြောင့်တက်တောင့်တက်တာမရှိဖြစ်တတ်ပါတယ်အလင်းပြန်ရမှာ ကြာရောက်တဲ့အလင်းဟာမမိထံအမြဲရောက်နေရင်ကျမရဲ့ချူချာမှုဖြစ်လွယ်ပါတယ်အထူးသဖြင့်အမှန်တစ်ခုနဲ့တစ်ခုအလင်းအစင်စင်ပြန်နေရင်ပိုပြီးအန္တရာယ်ရှိပါတယ် မမိအိမ်ရှိမျက်နှာချင်းဆိုင်ကအိမ်ဟာဝင်ပေါက်မှာတာရဲတလေးဆန်ရုပ်တွေနဲ့အလှဆင်ထားခြင်းဖျားကြောင်းကန်တို့မှာကြားချင်တဲ့ငကားဘလူးရုပ်တွေက မမိအိမ်ဖက်မျက်နာမှုနေပါက မမိအိမ်အဝမှာကြိမှန်ချိတ်ဆွဲထားတင်ပါတယ်အလုတ်ကောင်းတာငွေသိန်းကောင်းတာတွေမှာကြိမှန်မထားတင်ပါဘူးလက်လာပါတွေကို အဟန့်အတာဖြစ်စေတတ်ပါတယ်ကြိမှန်အကြောင်းဘုဟုတုတရကြပါစီရှင် လက်တူအိမ်ကိုကြည့်ရှုနေသူအပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမှခြင်းနဲ့ပြည့်စုံကြပါစေ။မိုးစံပန်းလေးလိုအစဉ်သာဝရလန်းစံပါစေ။စိတ်သွားတိုင်းကိုပါပြီးလူနဲ့လူနိုင်တန်းနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေ။မရှိတဲ့စကားများမကြားရပဲလက်ပြားမှာစိတ်ရွှေငွေတွေတီးပြီးတော့မိမိရဲ့ဘဝမှာဖြစ်ချင်နေတဲ့စိတ်ဆန္ဒတွေကိုအကောင့်ထဲပို့နိုင်တဲ့သူတွေဖြစ်ကြပါစေ။ဖရာရိတ်တရားရိတ်တန်ခါရိတ်ရဲ့ရိတ်အောင်ဝါဒ ာအောင်မှာအောင်မြင်ကြပါစေမေတ္တာတရားကို လက်ကင်ထားပြီးမေတ္တာပွားနိုင်ကြပါစေရှင်နောက်ပတ်တွင်မှာလည်းလွယ်ကူထ ිය မြန်ဆန်တဲ့ယထယာနဲ့ပတ်သက်တဲ့ဘ ഹു တုတရစီမာလေးတွေကိုတင်ပေးသွားမှာဖြစ်လို့လက်တူအိမ်ကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။